ိုင်မဆုံးနေရှင်လက်ဆုံးဝါလေးအားငါမလမအဲ့ဘာအခုဆိုရင်ဒီဒီဘိုင်ညာရဲ့အခုတော်တော်ကြိုက်ကြတာဟိုပြည်သက်ကလည်းတော်တော်လေးအဲကောင်းတဲ့ feedback လေးကြိုက်တဲ့ feedback လေးပြန်လာတော့အဲကျွန်တော်တို့ပြည်သက်ကဘိုင်ညာရဲ့ကြိုက်တယ်ဆိုရင်ကျွန်တော်တို့ကနောက်တစ်ပုတ်ကိုတော့ဘယ်ညာရဲ့ဆိုပြီးလိုက်ထုတ်မယ်ကွာဆိုရင်မကောင်းတော့လေနော်အဲ့တော့ကျွန်တော်ကပြည်သက်ကိုချိုချင်းဖန်ကားလေးပေါ့အမျက်မျက်တက်တာလေးကျွေးခြင်းလို့ပေါ့နော်အဲ ကဲအကန်နေပေါ့ပြန်ပြောတဲ့အကြောင်းအဲပြန်လိန်တဲ့အကြောင်းပေါ့တကယ်တော့ तू လွမ်းနေတဲ့အကြောင်း तू တကယ်မလွမ်းဘူးဆိုပြီးရှောက်ပြောနေအဲအဲအကြောင်းလေးဒီကအဲတချင်းလေးလဲတတိယလာနေပြန်ဆိုမှာပေါ့သူဆိုပြတာကိုတယောက်ဆိုပြောဘူးရဲ့အဲမင်းကအစိုးရလေးတဲ့မင်းစီကငါတို့ဘာမျော်လင့်ရမှာလဲပေါ့နော်မင်းစီကငါတို့မျော်နေတာတချင်းပဲပေါ့ အဲ့စကားလေးကလည်းကျွန်တော်တခုံအားလည်းတော်တော်ဖြစ်တယ်ပေါ့နော်အလင်းလည်းတော်တော်ဖွင့်နော်အဲ့အဲ့တော့ကျွန်တော်ကအာရင်းနေရလာတဲ့သချင်းလေးတွေဆက်ပြီးတော့သူတို့ဒီအမာခံတွေအတွက်ဆက်လက်ဖန်တီးနေပါမယ်လို့အာဒီသချင်းလေးကဟောပေါ့လွန်ခဲ့တဲ့ဟာစက်တက်နှစ်လောက်ကပေါ့ကျွန်တော်ပထမဆုံးအယ်ဘမ်ပေါ့ဟာစိတ်ကူးပြတဲ့အခွေရပေါ့နော်အဲ့အယ်ဘမ်ရဲ့သချင်းလေးကိုဒီအပိုင်းအဲ့လိုပေါ့ပြန်ဆိုခြင်းစိတ်ပေါက်လာလို့ပြန်ဆိုလိုက်တာပါအာဘန်ဆော်မွန်တို့ဘာလို့လဲ ဒါအဲ့လေပြန်ဆိုပါလားဆိုတော့အဲ့လေပြန်တီးပြတယ်။တချင်းကတော့ဟိုပါဘောအဲ့အဲ့လုံခဲ့တဲ့အဲ့နှစ်ကာလတွေကဟိုပါဘောလမ်းပေါ်မှာလေလွင့်နေတဲ့အကောင်လေးတယောက်ကြောင်းပေါ့။အဲ့သူကလမ်းပေါ်မှာရှောက်သွားနေမယ်ရှောက်လွင့်နေမယ်။အဲ့ဒီအချိန်မှာသူအပေါင်းဆိုင်မှာဆုံးသွားတယ်လက်စွပ်ကိုလည်းသူမလွမ်းဘူးပေါ့။လမ်းမှာသူရှောင်သွားတဲ့တငယ်ချင်းတွေလည်းသူမလွမ်းဘူးပေါ့။အဲ့ယူစားအကောင်စားကားပေါ်ပါသွားတဲ့ယူစားကိုလည်းမလွမ်းဘူးပေါ့။အိမ်ကနှင်ချလိုက်တဲ့လူကြီးမိဘတွေလည်းမလွမ်းဘူးပေါ့။ အဲသူကတကယ်တော့သူလွမ်းနေတဲ့စိတ်ကိုမလွမ်းဘူးဆိုပြီးတော့ဟိုဘယ်လိုပြောမလဲအဲအဲအကန်နေပေါ့ပြန်ပြောတဲ့အကြောင်းပေါ့အဲပြန်လိန်တဲ့အကြောင်းပေါ့တကယ်တော့သူလွမ်းနေတဲ့အကြောင်းသူတကယ်မလွမ်းဘူးဆိုပြီးရှောက်ပြောနေအဲအဲအကြောင်းလေးဒီကအဲတချင်းလေးလဲတတိယလာနေပြန်ဆိုရမှာပေါ့ဆိုပြီးတာ Love you mama love you mama ဘာအဲအခုဆိုရင်ဒီဒီဘိုင်ညာရဲ့အခုတော်တော်ကြိုက်ကြတာဟိုပြည်သက်ကလည်းတော်တော်လေးအဲကောင်းတဲ့ feedback လေးကြိုက်တဲ့ feedback လေးပြန်လာတော့အဲကျွန်တော်တို့ကပြည်သက်ကဘိုင်ညာရဲ့ကြိုက်တယ်ဆိုရင်ကျွန်တော်တို့ကနောက်တစ်ပုတ်ကိုတော့ဘဲညာရဲ့ဆိုပြီးလိုက်ထုတ်မယ်ကွာဆိုရင်မကောင်းတော့လေနော်အဲ့တော့ပြည်သက်ကအချိုကြိုက်တယ်ဆိုပြီးတော့အချိုကြိုက်တယ်ဆိုရင်လည်းကျွန်တော်တို့ကအချိုတွေပဲကျွေးလို့မရအောင်ဆိုတော့အဲဟိုပြည်သက်အကြိုက်ကြီးပဲအောင်မြင်ဖို့ပဲတွေးပြီးလုပ်နေရလဲအမှုညာမဆန်ဘူးလေနော်အဲ့တော့ကျွန်တော်ကပိတ်သက်ကို ချိုချင်းဖန်ကားလေးပေါ့အာမျက်မျက်တတ်တာလေးကျွေးခြင်းလို့ပေါ့နော်အဲအဲနောက်ပိုင်းချင်းလေးတွေပြိတဲ့ကြိုက်မဲ့ဟာလေးတွေလည်းလာမှာပေါ့အခုတော့ကျွန်တော်တို့ကြိုက်တာလေးရောပြိတဲ့ကြိုက်တာလေးရောမျှလုတဲ့သဘောပေါ့ဘန်ကတော့ဒါကျွန်တော်အခုအခုနောက်ပိုင်းပေါ့နော်အဲချင်းလေးအခုကျွန်တော်စပြန်လုတ်ပြီဆိုတော့ကျွန်တော်အရင် အရင်အရင်ကျွန်တော်ဗန်လေးလည်းမလုပ်ဖြစ်တော့ဘူးအရင် social media ပါလို့လည်းကျွန်တော်မလုပ်ဖြစ်တဲ့နောက်ပိုင်းမှာဒီအဲတငယ်ချင်း Solomon နဲ့ပေါ့နော် autonomous နဲ့ပဲလုပ်မယ်ဆိုပြီး timing နဲ့အချိန်မှာဒီကောင်လေးနဲ့ကျွန်တော်အရင်ဒီဆုံးပေါ့အရင်ဒီဆုံးအမြဲအတူရှိနေတဲ့ကောင်လေးဆိုတော့အသူတို့နဲ့လည်းကျွန်တော်အမှတ်တရအမှတ်တရဒီအများကြီးလုပ်ချင်တယ်ပေါ့နော်အဲအကြောင်းသူတို့အလားအတူအတူရိုက်ကြမယ်ဟိုအရှိမဘာမှမပြောချင်ဘူးဘာလို့လဲအတူရိုက်ကြတာဆိုတော့အဲအဲ့သဘောပါပဲအတူအတူတငယ်ချင်းတွေအတူတူပုံရိပ်လေးတွေအတူစုစားကြတဲ့သဘောပါပဲ အကျွန်တော်အမာခံနေရတော့ကြိုက်တာပဲအမာခံနေရတော့ကြိုက်တာမိုက်တချစာရောလားအဲအဲဒါမဲ့ဟိုဒီချင်းကတော့အလိုမျိုးပေါ့မပိုင်းကြလို့အများကြီးညှော်လင့်လို့ရတယ်ချင်းတော့မဟုတ်ဘူးနော်ဒါမဲ့ကျွန်တော်တို့တက်တက်လှုပ်ချင်လို့လှုပ်တယ်ချင်းပါအဲ့တော့ feedback လေးတွေအခုအခုဝင်ကြည့်တဲ့လူတွေဝင်နားထောင်တဲ့လူတွေစီကတော့ feedback ကောင်းလေးပြန်ရပါတယ် ။ဘောင်ဆိုင်မဆုံးနေရှယ်လက်ဆုံးဝါလေးအားငါမလမ်းမရှိရကော်လတ်တွေကတော့အခုအခုလောလောဆယ်အခုလောလောဆယ်အဲလောက်ပြီးသားတော့ခင်ရနာဆိုးရကျွန်တော်ရတပုတ်ရှိသေးတယ်။အဲ့ဟာကိုကျွန်တော်တို့အယုတ်ရိုက်တာလေးမှာနည်း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 အစင်မပြေတာလေးရှိတော့ကြာနေအတချင်းတွေကတော့ကြာပြီလောက်ထားတာတစ်နှစ်လောက်တော့ရှိပြီတဲ့ကျွန်တော်တို့နောက်ဆိုထားအဲ့လေးကထွက်တော့ထွက်ဖြစ်မယ်ဘယ်တော့ထွက်ဖြစ်မလဲမသိသေးဘူးနော်အဲနောက်ထပ်အခုလာတလောကိုမထွက်သေးဘူး လက်တလောကိုတော့အခုအာကျွန်တော်ရဲ့ကိုညလင်းထယ်ရဲ့ကိုဆိုင်လေးရဲ့ပေါ့သုံးယောက်ပေါ့နော်အဲကျွန်တော်တို့သုံးယောက်ထူးထူးခြားခြားလေးတပုတ်လာဖို့ရှိတယ်ပေါ့ Hello everybody ဒီကဆိုသုံးယောက် campus studio မှာစီစဉ်ခုလုပ်ဖို့ရှိပါရဲ့ဆောပြေလို့ရဲ့သူကအဲ့တုန်းကလीပြိုင်ပွဲမှာတော့သူနာမည်မကြီးသေးဘူးသူကျွန်တော်စီရောက်လာပေါ့အဲသူရဲ့အဲသူအမေရေပေါ့နော်အန်တီရေရောက်လာပြီးတော့အဲတချင်းအပ်တာအဲပြီးတော့အဲတချင်းလေးသူတွင်းတယ်ဒါပေမဲ့အချင်းလေးကသူ ် official မထွက်ဖြစ်သေးဘူးတဲ့။အဲ့လိုပါကျွန်တော်သူတချင်းလုံနေရင်လည်းအဲ့အဲ့ပြိုင်ပွဲတွေဝင်ပြိုင်တာပေါ့။ဆိုတော့ကြာပြီပေါ့ကျွန်တော်တို့ခင်တာလေခင်တာကြာပြီ။နောက်သူကခင်ဖို့လည်းကောင်းတယ်ဆိုတော့ကျွန်တော်လည်းတကယ်အကိုရင်းတယောက်လိုသဘောထား။ဆိုတော့သူနဲ့ကအဲ့လိုမျိုးအဲသူအရေးချင်းလေးတဲ့သဘောကြတယ်အတန်လေးလည်းသဘောကြတယ်ဆိုတော့ညီမလေးငါတို့အမှတ်တရတော့တဖို့လောက်လောက်လုပ်မယ်ပေါ့နော်အဲ့လိုဆိုတော့အဲ့လှုပ်ဖြစ်တာပေါ့။ ားဆိုင်တာပေါ့မဆိုဒီဒီနှစ်ယောက်လုံးကကိုညရောကိုဆိုင်ရောကသူတို့ကဘိုဂယ်ရီကတအားမိုက်တယ်မိုက်တယ်နောက်ပြီးသူတို့ရဲ့သူတို့ကိုပိုင်ဟန်နေရှိတယ်လေကိုပိုင်ဟန်နေရှိတယ်ဆိုတော့သူတို့ကိုပိုင်ဟန်နေဆိုလို့ပေါ်မဲ့မယ်လိုဒီမျိုးနောက်ပြီးတော့သူတို့အသက်အရွယ်နဲ့လိုက်တဲ့စာသားမျိုးတော်တော်စဉ်းစားတာပေါ့အဲအကြောင်းမပြီးသေးတာဒီအပိုင်းတော့ကျွန်တော်ရေးနေအဲ့ဒါလေးအားဆိုင်ပြီးရေးနေပါတော့နော်ဟုတ်တယ်အဲတာဝန်ကြီးတာပေါ့ကွက်ကိုစုံမယ်ဆိုရင်တော့ပေါ့ဘာပဲရေးချလို့ရတယ်နော် အဲအကိုနှစ်ယောက်ပါလာဆိုတော့နည်းနည်းတော့ view size ရေးနေရတော့ဟာအဲနောက်လာတဲ့မှာတပြုတ်လို့ရှိတယ်အာဆိုရတယ်အဲ့မှာပြောတော့အဲပထမ album ဆိုရင် လူက လုံးဝတိရလူအနေနဲ့လေနည်းနည်းလေးပဲစိတ်ကူးပြတဲ့ကအဲလူတိနေတော့လူတိနေအဲ့ထက်သချင်းလေးရတချို့ကျွန်တော်ကြိုက်တဲ့သချင်းလေးလည်းရှိတယ်အဲ့လေးလည်းပြန်ပြီးတော့အသက်သွင်းနေတာလည်းပါတယ်နောက်ပြီးတော့အဲကိုစိုးရတိရလေးအားမြလေးလည်းပါတယ်ဘောနော် အဲ့ဟာလေးကိုလည်းပြန်ပြီးတော့ဟိုပြည့်စုံပြန်ချပြခြင်းတယ်ပြီးတော့ဒေချာလည်းတသက်ရဲ့လေးပြန်တီးပြဆိုပြခြင်းတယ်ပေါ့အဲ့အကြောင်းကျွန်တော်ဒီ unblock ခွေလေးလောက်နေပါဘောနော်မကြာခင်တော့ထောက်ဝေရှိပါကျွန်တော်တချင်းရွေးတာကိုဆယ်ပုတ်ကျော်နေပြီးတော့ကျွန်တော်နည်းနည်းပြန်ချုပ်မယ်ပေါ့နော်အဲအဲကျွန်တော်ကိုးပုတ်လောက်ပဲလုပ်မယ်ပေါ့ကိုးပုတ်ပထမတော့ငါးပုတ်ချက်ပုတ်လောက်ပဲလုပ်မယ်ပြီးရင်ဟွာလေးလည်းထည့်လိုက်မှာဟွာဒီကလေးလည်းအားမရတာများတယ်ဟောကျွန်တော်အဲ့လိုဟိုအခုစိုးခဲ့ရေးခဲ့တာတွေဆိုတော့တိတ်အားဟိုလောဘကြီးတာတိတ်အားမရဘူးပေါ့နော် ဟာဟိုကတော့လိုပြန်ပြီဒီဟာလေးတော့မကျင်းတတ်ဘူးအဲ့လိုဆိုတော့အဲ့လိုပြန်တီးကျင်ဆိုကျင်တာများနေတော့များနေတချင်ကတော့ဆက်12ပုတ်ဆက်သုံးပုတ်လောက်ဖြစ်နေဒါမှကြောင်းပြန်ချုပ်ပြီးတော့9ပုတ်လောက်ပဲထုတ်ပြန်မှာအာအဲ့ဒါတော့ကျွန်တော်အမြဲတမ်းအဲ့လိုအမြဲတမ်းကျွန်တော်စဉ်းစားပြီးတော့ဟိုဟာပေါ့ဟိုကျေးဇူးတင်နေရတယ်လို့ပေါ့ကျွန်တော်အမြဲတမ်းဘာလို့ဆိုတော့ဒီဒီလောကမှာကျွန်တော်ဆိုလဲရှောက်လာတဲ့နှစ်ကမနေတော့ဘူးလीเนาะဒါပေမဲ့ ဒီမှာနောက်ပိုင်းမှာအဲ့လိုအမာခံလေးတွေကြောင့်ကျွန်တော်ကအလုပ်လေးတွေရနေတယ်အလုပ်လေးဆက်လုပ်လို့ရနေတယ်ဆိုတော့အာဒါသူတို့သူတို့ဒါအမြဲဒါကျေးဇူးတရားပေါ့ပေါ့နော်အကိုတယောက်ဆိုပြောဘူးရဲ့အဲမင်းကအစိုးတော်လေးတဲ့မင်းစီကငါတို့ကဘာမျှော်လင့်ရမှာလဲပေါ့နော်မင်းစီကငါတို့မျှော်နေတာတခြင်းပဲပေါ့အဲဘာမှတွေးမနေနေပေါ့အဲမင်းငါတို့အဲကိုကိုအားပေးနေတဲ့အဲအမာခံပြိတက်ကိုမင်းတကယ်ချစ်တယ်တကယ်ရင်ထဲရှိရယ်ဆိုရင်မင်းတခြင်းသစ်တွေတခြင်းကောင်းကောင်းနေတာမင်းများများဖန်ပြီးပေးပေါ့သူတို့အတွက်ဆိုတော့ အဲ့စကားလေးကလည်းကျွန်တော်တို့ခွန်အားလည်းတော်တော်ဖြစ်တယ်ပေါ့နော်အလင်းလည်းတော်တော်ဖွင့်ဟုတ်တယ်ကိုကသချင်းစုံညာအဲ့တော့ဘာလုပ်နေရမှာတခြားဟိုဝေလီလီလုံနေကြရမလို့လမ်းကြောင်းတွေပြောင်းကြရလဲမလို့အဲ့တော့ကိုကဒီသချင်းကိုပဲဇိုင်းမမှန်နဲ့သူတို့အတွက်အဲသူတို့အတွက်လည်းနားထောင်လို့ဟိုဟိုဟိုရာသတစ်ခုခုဖြစ်ရမယ့်သချင်းမျိုးပေါ့နော်ကိုလည်းတကယ်စိတ်ထဲကတကယ်စိတ်ပါလို့ယင်းထဲကလာတဲ့သချင်းမျိုးဖြစ်ရမှာပေါ့အဲ့အဲ့တော့ဒီလိုချင်းလေးတွေဖန်တီးနေဘွားအတိတ်ပဲပြေဆုံးပြီပေါ့အဲ့ခါကျတော့ခွန်အားလည်းဖြစ်တယ် အလင်းလဲပွင့်နေပါတော့အဲအဲ့တော့ကျွန်တော်ကအာရင်းနေရလာတဲ့သချင်းလေးတွေဆက်ပြီးတော့သူတို့ဒီအမာခံတွေအတွက်ဆက်လက်ဖန်တီးနေပါမယ်လို့